ငကမောက်ဆက်ပြိုးခြင်းတူတွေအတွေ့အလွယ်ကူဆုံးအပင်ပြိုးနည်းလေးကိုဝေးမြပေးလိုက်ပါတယ်။ပထမဆုံးငကမောက်ပင်ကရင်းတဲ့ခိုင်းတက်တွေကိုဖြတ်ယူပေးပါ။ဖြတ်ယူထားတဲ့ခိုင်းတက်တွေကိုအရှိဆက်လက်မကန်အပိုင်းလေးတွေဖြစ်အောင် ဖြတ်တောက်ပေးရပါမယ်။ရလာတဲ့အပိုင်းလေးတွေကိုအရင်ပိုင်းမှာတလက်မအခြေခံအပေါ်ရန်အသားတွေကိုလိဖြတ်ပြီးဖယ်ပေးလိုက်ပါ။ခီးဖြတ်ထားတဲ့ထိပ်ပိုင်းတွေကိုတ िश ူးစာတွေအသုံးပြုပြီးအုပ်ထားပေးရပါမယ်။ပြီးရင်တော့ရေဆိုးရွှဲအောင် ဖြန့်ပေးထားလိုက်ပါ။ 20ရေကျော်လောက်ဆိုနဂမောက်ကိုင်းထိပ်တွေမှာအမြင့်တွေများစွာထွက်နေပြီးအပင်တစ်တွေရရှိလာပါပြီ။ဒါဆိုရင်တော့မြေချစိုက်ပျိုးလို့ရပါပြီ။မြေချစိုက်ပျိုးဖို့အတွက်ရူးရူးမြေကြီးတဘာဝမြေဆွေးနဲ့ဖွဲပြတွေကိုတမာတွားအောင်ရောဆက်ပေးပြီးပြင်ဆင်ပေးရပါမယ်။ပြီးရင်တော့အဆိုတဲ့ထိန်းနိုင်ပြီးပေါင်းမြစ်တွေကင်းစင်စေဖို့အတွက်ပလတ်စတစ်အမေစာနဲ့လုံအောင်ဖုံးအုပ်ပေးထားလိုက်ပါ။ဆက်ပြိုးဖို့အတွက်ပလတ်စတစ်တွေမှာအပေါက်လေးတွေဖောက်ပေးပြီးပြိုးထားတဲ့ငကမောက်ပင်တွေကိုထိုးစိုက်ပေးလိုက်ပါ ပြိုးပင်အားလုံးစိုက်ပြိုးပြီးရင်တော့အာဟာရထည့်ကျွေးနိုင်စေဖို့အတွက်အပေါက်ပါတဲ့ဘူးကွန်တွေကိုထည့်မြုပ်ပေးရပါမယ်။လာအနှဲငယ်လောက်ဆိုငကမောက်ပင်တွေဟာကြီးထွားနေကြပြီးအသီးပွင့်တွေနဲ့ဝေစာလို့နေပါပြီ။စိုက်ပြိုးပြီးရှစ်လဝန်းကျင်ကြာတဲ့အခါမှာတော့ငကမောက်ပင်တွေမှာအတိရိများစွာရင်မဲ့နေပြီးစားကျင်စပွဲဖြစ်နေပါပြီ။မြေနေရမလို့ပဲစနစ်တကျစိုက်ပျိုးလို့ရတာမို့မိษွေတို့လည်းစိုက်ပျိုးကြည့်ကြပါအောင်နော်